င်ဒါတော့ပြီးကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငွေရေတရားကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်အပတ်စဉ်တိုင်းကြည့်ရှုနေတဲ့ခုနှစ်သားသမီးမိတ်ဆွေများငွေကြေးကန်ကောင်းမှုငွေကြေးနဲ့ပတ်သက်ရင်လက်ရွှေမှုငွေကြေးအခက်အခဲအကျက်တဲတွေကနေပြီးတော့လွတ်မြောက်နိုင်မှုကိုယ်မှရှိတဲ့ငွေကြေးအကျဉ်းစီတွေအောင်မြင်မှုကျွန်တော်တို့မျှော်လင့်ကြည့်ရပြီးတော့ငွေရေတရားကိုအပတ်စဉ်လမ်းညွှန်မျှဝေပေးနေတာဖြစ်ပါတယ်။စောင့်ဆိုင်းကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများကိုလည်းအထူးကျေးဇူးတင်ပါတယ်။ ဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့ကျွန်တော်တို့22မှာ4ရက်အော်တိုဘာလ2025တောက်ကြံနေရနေပြီးတော့30ရက်အော်တိုဘာလ2025ကြာတာပြည်နေပေါ့ဒီတော်တွင်းမှာငွေကြေးနဲ့ပတ်သက်ရင်ရှေ့မှာပြောသလိုကန်ကောင်းလက်ရွှင်ဖို့ငွေကြေးမျှော်လင့်ကြံစည်ထားတာတွေအဆင်ပြေဖို့ဘာတွေလုပ်ရမလဲဆိုရင်ကျွန်တော်ကြည့်လိုက်ကြရအောင်အဲ့တော့အိမ်မှာရှိတဲ့မီးကျစ်တို့ဓာအဟောင်းအပြက်တို့အဒီယာပေါ့နော်အဲ့တော့မီးကျစ်ကိုပဲဖြစ်ဖြစ်ဓာအဟောင်းအပြက်ကိုပဲဖြစ်ဖြစ် ဒီဗီဒီယိုမြင်တာနဲ့ကျွန်တော်တို့သွားပြီးတော့စွန့်ပစ်ပါအဲ့တော့မီဂျစ်တမျိုးတည်းကိုစွန့်ပစ်လို့ရမလားရပါတယ်ဓာတ်တမျိုးတည်းရော ရပါတယ်နှစ်မျိုးလုံးလည်းရပါတယ်နောက်တစ်ခုကပါလဲဒီစက်ကဘုံကြီးကြောင်းမေသီလာရှင်ကြောင်းမှာဟဲ့လားထိုင်ခင်းအဖျားလေးတွေပေါ့နော်ထိုင်ခင်းဖျားလေးတွေဒါမှမဟုတ်အဲ့လိုထိုင်လို့ရတဲ့အခင်းလေးတွေဟဲ့လားကိုတက်နိုင်တဲ့ပမာဏနဲ့ပေါ့နော်ငွေကြေးပမာဏနဲ့ထိုင်ခင်းအခင်းတစ်ခုခုကိုတမျိုးမျိုးလှူပါပြီးွားရင်တော့တပြက်စီအမှိုက်ပုံလှူရမှာဖြစ်ပါတယ်နော် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဥမာပေါ့လမ်းသွားလမ်းလာပေါ့နော်လမ်းသွားလမ်းလာခยีသွားပေါ့ခยีသွားတအူးကိုအာမရှိနှွမ်းပါတဲ့သူပဲဖြစ်ဖြစ်ခยีသွားတအူးကိုပဲဖြစ်ဖြစ်ငွေ900သို့မဟုတ်ငွေ900အဲလှူတာမျိုးကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ်နော်အဲအဲ့ဒီအခုပြောသလိုမျိုးလေးအဲကျွန်တော်တို့ဒီဗီဒီယိုကမြင်တာနဲ့လှုပ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့အချင်းမလိုပါဘူးအဲ့တော့လှုပ်ထားမယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်တန် ိုကြံစီမျှော်လင့်တာတွေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကိုအနေနဲ့ပေါ့နော်ဆိုလို့ရှိရင်ကဒီတပတ်တော်အတွင်းမှာသပင်ခြေသေးလက်သေးလှီးဖြတ်ပြီးတော့စွန့်ပစ်တာအဝစ်စားအဟောင်းအဆုပ်တွေစွန့်ပစ်တာတို့လည်းကျွန်တော်တို့လှုပ်တင်ပါတယ်လှုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာကျွန်တော်တို့ဘယ်လိုပဲဖြစ်ပါစေအခုဒီအစီအရင်ကိုလှုပ်ကြခြင်းဖြင့်ငွေချင်းနဲ့ပတ်သက်ရင်ကံကောင်းပြုံးပြောင်းနိုင်ပါစေအဲ့တော့ယုံကြည်ကြည်လေးလေးနက်နက် အားထားပြီးတော့ကျွန်တော်တို့လုပ်စီကြပါတယ်။ဒါဆိုရင်တော့စမ်းကြည့်ပါငွေကြေးနဲ့ပတ်သက်အဆင်ပြေလက်ရှင်ကန်ကောင်းမှဖြစ်ပါတယ်။အဲ့တော့နောက်တစ်ပတ်ငွေရေတွေမှာကျွန်တော်ပြန်ဆုံပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။